္လာပါခင်ဗျာနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုကျွန်တော်အေဇက်ကတင်ဆက်ပေးမှာဖြစ်ပါတယ်ဗလာဒီမာရက်လိုက်တော့ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့လှုပ်ကြရအောင်လို့ထရန့်ကပြောကြားခဲ့တဲ့အကြောင်းထရန့်ဟာဆော်ဒီအာရေဗျကိုဒေါ်လာဘီလီယံ100တန်းလက်နက်ပက်ကေ့ချ်ကမ်းလှမ်းခဲ့တဲ့အကြောင်းနဲ့ပေါ်ယမ်မင်းကြီးတဲ့ရွေးကောက်ပွဲမှာရေချင်းပြည့်မိတဲ့ပြင်သစ်ကာဒီနယ်9ဦးပါဝင်လာတဲ့အကြောင်းတို့ကိုဖော်ပြပေးလိုက်ပါတယ် ထမဆုံးအနေနဲ့ယူကရိန်းမြို့တော်ကီယက်မှာရုရှားရဲ့နောက်ဆုံးတိုက်ခတ်မှုဖြစ်ပွားခဲ့တဲ့ပြီးနောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒါကိုမနစ်မြို့ဘူးလို့ဆိုကာရပ်တန့်ဖို့တရီပေးလိုက်တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ Over the years United States has been very good to a lot of a lot of people လွန်ခဲ့တဲ့ကြာသပတေးနေ့ညပိုင်းကရုရှားဘက်ကကီယက်မြို့ကိုတိုက်ခတ်မှုအတွင်းအနည်းဆုံးလူ၁၂ဦးသေဆုံးခဲ့တာ နောက်ထပ်၉၀ကျော်ဒဏ်ရရှိခဲ့ပါတယ်။ ဒါအမေရိကန်နိုင်ငံကကြားဝင်ဆောင်ရွက်ပေးနေတဲ့ရုရှားနဲ့ငြိမ်းချမ်းရေးသဘောတူချက်ကိုလက်ခံဖို့ယူကရိန်းသမ္မတဗလိုဒီမာဇယ်လန်စကီပေါ်ဖိအားပေးနေချိန်မှာဖြစ်ပါတယ်။အဲဒီနောက်ရုရှားသမ္မတပူတင်ကိုထရန့်က မလိုအပ်ဘူးလေ။အချိန်ကောင်းလည်းမဟုတ်ဘူး။ဗလာဒီမာရက်လိုက်တော့ဆိုပြီးသူ့ရဲ့ True Social Media မှာရှာရှာပပဝေဖန်ခဲ့ပါတယ်။နော်ဝေဝင်ကြီးချုပ်နဲ့အတူအင်ဖြူတော်မှာရှိနေစဉ်ထရန့်ကဘသူ့ဘက်မှမလိုက်ပါဘူး။ အသက်တွေကိုသာကဲတင်လိုတာဖြစ်ပါတယ်လို့ထပ်မံပြောဆိုသွားပါတယ်။ဒါ့အပြင်ထရန့်ကပူတင်ပေါ်စိတ်ပြတ်မှုကြောင့်ဝန်ခံခဲ့ပေမဲ့လည်းဘလို့အရေးယူမှုတွေပြုလုပ်ဆောင်ရွက်ရမလဲဆိုတာကိုတော့ပြောဆိုခဲ့ခြင်းမရှိခဲ့ပါဘူး။ယူကရိန်းနဲ့ရုရှားကြားသဘောတူညီချက်ရမရသိရအောင်တပတ်စောင့်ကြည့်မယ်လို့ဆိုရပြင်ဘုံကျဲတိုက်ခတ်မှုကမရက်တက်ရင်တော့အကျိုးဆက်တွေရှိလာမှာပဲဆိုပြီးဖြစ်ဆွဲပြောဆိုထားပါတယ်။တောင်အာဖရိကနိုင်ငံမှာရောက်ရှိနေတဲ့ ဇယ်လန်စကီကလည်းအမေရိကန်အနေနဲ့အပြစ်ခတ်ရစရေးသဘောတူညီချက်ရဖို့ရုရှားကိုဒီထက်ပိုပြီးဖိအားပေးနိုင်တယ်လို့ယုံကြည်တဲ့ကြောင်းပြောဆိုထားပါတယ်။ရုရှားရဲ့လက်ရောချက်ကဘာလဲဆိုပြီးထရန့်ကိုမေးမြန်းရမှာတော့ယူကရိန်းတနိုင်ငံလုံးသိမ်းယူမှုရပ်တန့်ထားတာပါလို့တုံ့ပြန်ဖြေဆိုခဲ့ပါတယ်။၂၀14ခုနှစ်တုန်းကယူကရိန်းကျွန်းဆွယ်ခရိုင်းမီးယားကိုရုရှားရဲ့တရားမဝင် သိမ်းပိုက်မှုပေါ်အတိမတ်ပြုရမယ့်အချက်ဟာဇယ်လန်စကီအတွက်နိုင်ငံရေးရမဖြစ်နိုင်တဲ့ပြင်ဒေသခံတွေအတွက်ပါ စွန့်ပြစ်ရရောက်တယ်ဆိုပြီးဖော်ပြထားပါတယ်ခင်ဗျာ Well it depends what territory they've been fighting they've lost a lot of territory နောက်ထပ်တင်ဆက်ပေးမှာကတော့ Trump ဟာ Saudi Arabia ကိုဒေါ်လာဘီလီယံ100တန်းလက်နက် package ကမ်းလှမ်းခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ် A friend of mine a man who has really American ပြည်တော်စုဟာ Saudi Arabia နိုင်ငံကိုဒေါ်လာဘီလီယံ100ကျော်တန်ဖိုးရှိတဲ့လက်နက် package အစီအစဉ်ကိုကမ်းလှမ်းဖို့အသင်းရှိနေတယ်လို့ဒီကိစ္စနဲ့ပတ်သက်လို့ဒါရိုက်သိရှိတဲ့သတင်းမြင့်6ခုက ရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။ဒီဆိုပြချက်ကိုမေလမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဆော်ဒီခီးစဉ်တွင်ကျင်းပဖို့စီစဉ်ပြင်ဆင်ထားတယ်လို့လည်းဆိုထားပါတယ်။ဆော်ဒီအာရေဗျဟာအစ္စရေးနဲ့ဆက်ဆံရေးပုံမှန်ဖြစ်စေဖို့မျှော်မှန်းထားပြီးကျယ်ပြန့်တဲ့သဘောတူညီချက်ရဲ့ဒစိမ့်တပိုင်းအနေနဲ့သမ္မတဟောင်းဂျိုးဘိုက်ဒန်ရဲ့အစိုးရအဖွဲ့ကနေရီယာအစိုးရရဲ့ကာကွယ်ရေးဆိုင်ရာသဘောတူညီချက်ကိုအပြေးလက်ဆမတတ်နိုင်ခဲ့ပြီးတဲ့နောက်မှာအခုလက်နက် package ကမ်းလှမ်းချက်တွေထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ ဆော်ဒီအာရေဗျာဟာအမေရိကန်ထုတ်ကုန်တွေထူးထူးရဲ့အမေရိကန်စစ်လက်နက်ပစ္စည်းတွေကိုဝယ်ယူနေတဲ့နိုင်ငံဖြစ်ပြီးအမေရိကန်ကလည်းကမ္ဘာမှာအကောင်းဆုံးဖြစ်အောင်ဖန်တီးနေတာဖြစ်တယ်လို့သမ္မတ်ထရန့်ကဆော်ဒီအင်ရှေဆန်မိုဟာမက်ဘင်ဆမန်ကိုပြောဆိုထားပါတယ်ဆော်ဒီအာရေဗျာကနေဝယ်ယူမှုတွေကြောင့်အ ਨੇ ဆုံးအလုတ်ကင်ပေါင်းတသန်းကိုဖန်တီးပေးနိုင်ခဲ့ပြီးအဲ့ဒီအတွက်လည်းကျေးဇူးတင်တဲ့ကြောင့်ထရန့်ကဂုဏ်ပြုစကားဆိုခဲ့ပါတယ် sorry အင်းရှိဇန်ကလည်းသူတို့အရင်ကမလုပ်ဘူးတဲ့နိုင်ငံရေးလုံခြုံရေးစီးရေးနဲ့အထူးသဖြင့်စီးပွားရေးတွေမှာကြီးကြီးမားမားအောင်မြင်မှုတွေအများကြီးလုပ်ခဲ့တဲ့အကြောင်းနဲ့နှစ်နိုင်ငံစလုံးအတွက် GDP တိုးတက်မှုအလုံကံဖန်တီးမှုလုံခြုံစိတ်ချမှုတို့တဲ့အထောက်အကူဖြစ်စင်မယ်လို့ယုံကြည်ထားပြီးတော့ဒီထက်ပိုပြီးတော့လုံနိုင်ဖို့မျှော်လင့်ကြောင်းထရန့်ကိုပြောဆိုထားပါတယ်။အဲ့ဒီအစည်းအဝေးမှာအမေရိကန်နိုင်ငံသားဝန်ကြီးမာကိုရူဘီရိုနဲ့ဆော်ဒီနိုင်ငံသားရဲ့ဝန်ကြီးတို့လည်းတက်ရောက်ခဲ့တာတွေ့ရပါတယ်။ အင်ဖြူရောပင်နဂွန်နဲ့စော်ဒီအစိုးရဆက်သွယ်ရုံးတို့ကမှတ်ချက်ပေးဖို့တောင်းဆိုချက်တွေကိုချက်ချင်းတုံ့ပြန်ခြင်းတော့မရှိခဲ့ပါဘူး။ American ဟာ Saudi Arabia နိုင်ငံကိုလက်နက်တွေထောက်ပံ့ပေးနေတာလဲကြားလာပြီးဖြစ်ပါတယ်။၂018ခုနှစ်မှာ Trump ဟာ Saudi ကိုရောင်းချမှုခံမှန်းကြအဖြစ်ဒေါ်လာ130ဘီလီယံကိုအစိုးပြုခဲ့ဘူးပါတယ်။ American ဥပဒေအရနိုင်ငံတကာလက်နက်ဆိုင်ရာသဘောတူချက်တွေကိုအပြီးမသက်ခင်မှာပဲကွန်ကရစ်အဖွဲ့တွေကပြန်လည်တုံ့တက်ရအောင်မှာဖြစ်ပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ပုံရံမင်းကြီးအစ်စ်ရွေးကောက်ပွဲမှာ ရေချင်းပြစ်မိတဲ့ပြင်သစ်ကာဒီနယ်၅ဦးပါဝင်လာတဲ့အကြောင်းပဲဖြစ်ပါတယ်။ရောမမျိုးမှာရှိတဲ့ပုံရံမင်းကြီးအစ်စ်ရွေးချယ်မဲ့ရွေးကောက်ပွဲအတွက်ကာဒီနယ်များစီဝဲဘက်မှာပြင်သစ်ကာဒီနယ်၅ဦးပါဝင်ခွင့်ရှိပြီးဗာတီကန်စီးတီးမှာရှိတဲ့စစ်စတီးချောက်ပယ်မှာမေလ6ရက်နေ့ကနေ17ရက်အတွင်းစတင်လိုက်ဖို့မျှော်လင့်ထားပါတယ်။မာဆေးကန်ကျုပ်ကော်စီကာကန်ကျုပ်သူနဲ့ခစ်ပြိုင် မွန်စီညာအီမန်နျူရယ်ဂိုဘီလီယပ်မဟာကဲနေဘွားဒိုမီနစ်မမ်ဘာဟတ်ရန်မီယိုမာ ခရစ်စတီယာဖဲရိုဖြစ်ပါတယ်ဒီစုဝဲဝဲမှာကာတီနယ်ရွေးကောက်ပွဲဝင်သူ135ဦးကိုစုဝေးထားမှာဖြစ်ပြီးကိုဇယ်လလောင်းတဦးဟာဆန်နာမဲရဲ့၃ပုံတဘုံရရှိတဲ့အထိအကြိမ်ကြိမ်မဲပေးကြမှာဖြစ်ပါတယ်လှုပ်ဝက်မဲပေးရမှာဖြစ်လို့ခံမရခတ်တယ်ဆိုပေမဲ့တချို့မီဒီယာတွေမှာတော့ပိုယမ်းမင်းကြီးဖရန်စစ်ကိုစက်ခံမဲ့သူဖြစ် မာဆေးကန်းကျုပ်ဘုန်းတော်ကြီးယွမကယ်ဗင်ကိုနာမည်ဖော်ပြထားကြပါတယ်ဒီစည်းဝဲပွဲကြီးမှာကလေးသူငယ်လိမ်မိုင်းဆရာလွဲသုံးစားမှုအရှုပ်တော်ပုံမှာဖမ်းမိခဲ့ပြီးတဲ့နောက်နှုတ်ထွက်ခဲ့တဲ့လာယွန်ဂုံးချက်ဟောင်းဘဘာဟန်လည်းပေါဝင်ခွင့်ရရှိနေတာတွေ့ရပါတယ်သူကိုလိမ်မိုင်းဆရာစော်ကားမှုအစီရင်ခံမှုပြောက်ကွက်မှုနဲ့2019ခုနှစ်မတ်လမှာ ပြင်သစ်တရားရုံးကပြစ်ဒဏ်ချမှတ်ခဲ့ပေမဲ့သူဟာဆွဆွဲချက်တွေကိုညှင်းဆိုခဲ့ပြီးစီရင်ချက်တွေကိုအောင်မြင်မြင်နဲ့ယူကန်ဝင်က တရသေးလွမြောက်ခဲ့ဘူးသူလည်းဖြစ်ပါတယ်။ကဘာတော်မှာဘုရားကျောင်းကိုနမဲကုံတွင်ကြာဆင်းခဲ့တဲ့လိမ်မိုင်းဆိုင်ရာအလွဲသုံးစားပြုမှုအချက်တဲကိုဘုရားကျောင်းရဲ့တုံ့ပြန်မှုအတွက်ပုံရမင်းကြီး Francis ကပြင်းပြင်းထန်ထန်ဝေဖန်ခံရကြီမှာတစ်ချိန်တည်းမှာပဲဥရောပမှာရှိတဲ့အကြီးတန်းဘုန်းတော်ကြီးတွေကိုဘာဘာဟန်ရဲ့တရားဝင်ကမိမောင်းထိုးပြခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ နောက်ထပ်တစ်ပုတ်အနေနဲ့မက်ဆီကိုကလူသက်ခြံကြီးကိုရှာဖွေတွေ့ရှိခဲ့တဲ့အဖွဲ့ဝင်နှစ်ဦးထပ်မံတက်ဖြတ်ခံရတဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်မက်ဆီကိုနိုင်ငံရဲ့နာမည်ကြီးကြောက်စရာကောင်းတဲ့လူသက်ခြံဝင်းကြီး ဆိုတဲ့နေရာကိုရှာဖွေတွေ့ရှိခဲ့တဲ့အရက်ဘက်ရှာဖွေရဲ့အဖွဲ့စည်းတစ်ခုမှာရှိတဲ့အဖွဲ့ဝင်နှစ်ဦးကိုဆိုင်ကယ်စီးတနတ်သမားတွေကပြစ်ခတ်တက်ဖြတ်ခဲ့တဲ့အကြောင်းကြာသာပရိနေကပြောကြားထားပါတယ်ဧပြီလ23ရက်ညပိုင်းကလူနှစ်ဦးရဲ့ပြစ်ခတ်မှုကြောင့် မာရီယာဒေဂါမန်မိုရယ်လက်စ်နဲ့သူ့ရဲ့သားဖြစ်သူဟိုင်မန်ဒန်နီယန်ရာမီယက်မိုရယ်လက်စ်တို့တေဆုံးသွားတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။တန်တရားရှိသူတွေကိုဖော်ထုတ်နိုင်ခြင်းမရှိသေးပါဘူး။အဲ့ဒီနေရာဟာအင်အားကြီးဟာလက်စကို မျိုးဆက်တဲ့ဂိုင်းရဲ့အခြေစိုက်စခန်းဖြစ်ပြီးလူငယ်တွေကိုအတင်းကျပ်စူးစောင်းနေတယ်လို့အာနာပိုင်တွေကဆွဆွဲထားပါတယ်။ဟာလက်စကိုပြည်နယ်ဟာပျောက်ဆုံးသူဦးရေအများဆုံးပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်။မက္ကဆီကိုမှာလူပေါင်း3,200,000ကျော်ပျောက်ဆုံးနေကြောင်းအစိုးရရဲ့အချက်အလက်တွေကသိရပါတယ်။ မှုများစုကိုတော့လုံးဝမဖြစ်ရှင်းနိုင်တာကြောင့်ပျောက်ဆုံးသူတွေကိုရှာဖွေနေသူတွေကြားမှာအာဏာပိုင်တွေပေါ်မယုံကြည်မှုတွေကပိုပြီးနှက်ဆိုင်လာတယ်လို့ဆိုပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမှာကတော့ဂျပန်နိုင်ငံကိုကြော်ဖြတ်ပြီးကမ္ဘာစတုဒ္ဒစီးပွားရေးအင်အားကြီးဆုံးဖြစ်ကယ်လီဖိုးနီးယားပြည်နယ်ကရပ်တည်နေတယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ဝရီဂန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်ရဲ့စီးပွားရေးဟာ ဂျပန်နိုင်ငံကိုကျော်ဖြတ်ပြီးကမ္ဘာစတုတ္ထမြောက်စီးပွားရေးအင်အားအကောင်းဆုံးဖြစ်လာပါဗျ။နိုင်ငံကငွေကြေးရမုံငွေအဖွဲ့ IMF နဲ့ American စီးပွားရေးလေးလာမှုဘယူရိုရဲ့ဖော်ပြချက်မှာကယ်လီဖိုးနီးယားရဲ့တိုးတက်လာမှုကိုဖော်ပြထားတယ်လို့မြို့တော်ဝန်ညူဆန်ကပြောပါတယ်။အချက်လက်တွေအရကယ်လီဖိုးနီးယားရဲ့ထုတ်ကုန်တိုးတက်မှု GDP ဟာ2024ခုနှစ်မှာဒေါ်လာ4.13ထရီလီယံအထိရှိတယ်လို့ပြောသထားပြီး ဒေါ်လာ4.31 trillion ရှိတဲ့ဂျပန်နိုင်ငံကိုကျော်ဖြတ်နိုင်ခဲ့တာပါဒီဖော်ပြချက်ကကမ္ဘာစီးပွားရေးအင်အားကြီးဆုံး American တရုတ်နဲ့ဂျာမနီပြီးရင်စတုတ္တနေရာကိုရောက်ရှိလာတာပဲဖြစ်ပါတယ်ယူဆန်ကကယ်လီဖိုးနီးယားဟာကမ္ဘာနဲ့အတူဖွံ့ဖြိုးတိုးတက်နေုံသာမဟုတ်ပါဘူးဖွံ့ဖြိုးမှုတွေကိုကိုယ်တိုင်ပြုလုပ်နေတာပါလို့ပြောဆိုထားပါတယ်ယူဆန်ရဲ့ဖော်ပြမှုအစ်တွေကထရက်ရဲ့ပြည်ပသွင်းကုန်ကိုတိုးမြင့်မှုနဲ့ဆန့်ကျင်နေပြီးပြည်내ရဲ့အနာဂတ်စီးပွားရေးအလားအလာကိုစိုးရိမ်နေတယ်လို့ဖော်ပြထားပါတယ် ကယ်လီဖိုးနီးယားဟာကွန်ထရိုးလုပ်မှုနဲ့လေယာစိုက်ပျိုးရေးထုတ်လုပ်မှုဟာအမေရိကန်နိုင်ငံမှာအကြီးဆုံးပြည်နယ်လည်းဖြစ်ပါတယ်။ဒါ့အပြင်နီးပြည်နယ်ဆိုင်ရာစန်းသစ်တည်ထွင်မှုနဲ့ကမ္ဘာဘိုးချက်ဖြစ်တဲ့အကြီးမားဆုံးဖျော်ဖြေရေးလုပ်ငန်းနဲ့နိုင်ငံရဲ့အကြီးမားဆုံးပင်လယ်စစ်ကမ်းမြို့နှစ်ခုရှိတဲ့နေရာလည်းဖြစ်ပါတယ်။အချက်အလက်တွေကကယ်လီဖိုးနီးယားဟာ GDP ဒေါ်လာ29.18 trillion ရှိတဲ့အမေရိကန်နိုင်ငံ GDP ဒေါ်လာ18.84 trillion ရှိတဲ့တရုတ်နိုင်ငံဒေါ်လာ၄. 65ထရီလီယံရှိတဲ့ဂျာမနီနိုင်ငံတို့ရဲ့နောက်မှာရပ်တည်နေတာပဲဖြစ်ပါတယ်။ဒါနိုင်ငံတွေအတွက်ကယ်လီဖိုးနီးယားဟာအမြန်ဆုံးစီးပွားရေးတိုးတက်လာတာကိုပြသနေတဲ့ပြည်နယ်ပဲဖြစ်ပါတယ်။ဂျပန်နိုင်ငံကတက်ကြီးရွယ်ကိုများပြားလာမှုကြီးလုံလုံနိုင်တဲ့အသက်ရွယ်နေပါလာတာကြောင့်ဖိအားတွေများလာပါတယ်။ဒါ့အပြင်ဂျပန်နိုင်ငံမှာလူမှုစောင့်ရှောက်ရေးကုန်ကြမှုများပြီးကုန်ထုတ်လုပ်မှုနေပါသွားတာလည်းတွေ့ရပါတယ်။1968ခုနှစ်ကနေ2010ခုနှစ်ထိကမ္ဘာမှာဒုတိယအင်အားကြီးဆုံးနိုင်ငံဖြစ်တဲ့ဂျပန်နိုင်ငံဟာ 2030ခုနှစ်မှာတရုတ်နိုင်ငံရဲ့ကြော်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။2023ခုနှစ်မှာဂျာမနီနိုင်ငံရဲ့ကြော်တက်ခြင်းကိုပါခံခဲ့ရပြီးအဆင့်၄နေရာကိုရောက်ရှိနေတာဖြစ်က2026ခုနှစ်မှာအဆင့်၅နေရာကအိန္ဒိယနိုင်ငံရဲ့ကြော်ဖြတ်ခြင်းကိုခံရပွဲရှိတယ်လို့လည်းခန့်မှန်းထားကြပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမှာကတော့ကက်ရှမီးယားမှာ ခီးသွွားတွေတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီးအိန္ဒိယရဲ့ဆွဆွဲချက်တွေကိုပါကစ္စတန်နိုင်ငံကလည်းတုံ့ပြန်မှုတွေပြုလုပ်ခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ် အိန္ဒိယနိုင်ငံသားတွေဗီဇာပိတ်ပင်တာတန်တမာတွေကိုနှင်ထုတ်တာအိန္ဒိယလေကြောင်းလိုင်းတွေကိုပါကစ္စတန်လေပိုင်နက်မှာဖြတ်တန်းခွင့်မရှိရတဲ့နဲ့ပါကစ္စတန်နိုင်ငံကပြန်လည်တုံ့ပြန်ခဲ့တာပဲဖြစ်ပါတယ်။အိန္ဒိယအုပ်ချုပ်တဲ့ကက်ရှမီးယားမှာစစ်သွေးကြွတွေရဲ့တိုက်ခတ်မှုတွေကြောင့်ခီးသွွား26ဦးတေဆုံးခဲ့ပါတယ်။ခီးသွွားတွေတိုက်ခတ်ခံရတာနဲ့ပတ်သက်ပြီးအိန္ဒိယရဲတပ်ဖွဲ့ကတန်တရားရှိသူတနသမာ3ဦးရဲ့အမည်ကိုထုတ်ပြန်ခဲ့ပြီးနှစ်ဦးကပါကစ္စတန်နိုင်ငံသားဖြစ်ကတဦးကကက်ရှမီးယား ဒေသခံဖြစ်တယ်လို့ဆိုထားပါတယ်။အိန္ဒိယနိုင်ငံရဲ့ထုတ်ပြန်ချက်ကိုပါကစ္စတန်နိုင်ငံကငြင်းဆိုထားပါတယ်။ရဲတပ်ဖွဲ့ကပြောကြားချက်မှာတန်တရားရှိသူ3ဦးဟာပါကစ္စတန်အခြေစိုက်စစ်သွေးကြအဖွဲ့ကအဖွဲ့ဝင်တွေဖြစ်တယ်လို့သိရပါတယ်။ဒီစစ်ဆေးချက်တွေကိုပါကစ္စတန်မျိုးသားလုံခြုံရေးကော်မတီကပြင်းပြင်းထန်ထန်တုံ့ပြန်ဝေဖန်ထားပါတယ်။ဒီစစ်ဆေးချက်မှာတိကျတဲ့စုံစမ်းမှုနဲ့အထောက်အထားအတိအကျမရှိဘူးလို့လည်းဆိုထားပါတယ်။ ိန္ဒိယနိုင်ငံဟာဒီအကြမ်းဖက်မှုတွေကိုဘယ်သူလုပ်တာလဲသိအောင်လုပ်မှာပါအကြမ်းဖက်သမားတိုင်းကိုအပြစ်ပေးမှာဖြစ်ပြီးသူတို့ရဲ့ထောက်ခံသူတွေကိုပါကမ္ဘာအဆုံးထိလိုက်ဖမ်းမှာပါလို့အိန္ဒိယဝန်ကြီးချုပ်မိုဒီကပြောဆိုထားပူပါတယ်ဒီအကြမ်းဖက်မှုနဲ့ပတ်သက်ပြီးကက်ရှင်ယာမှာလူပေါင်း1500လောက်စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ထားတယ်လို့ရဲတပ်ဖွဲ့ကဆိုပါတယ်ကက်ရှမီးယားရေးကြောင့်အိန္ဒိယနိုင်ငံကပါကစ္စတန်နိုင်ငံသားတွေကိုဗီဇာပိတ်ပင်မှုတွေချက်ချင်းလုံဆောင်ခဲ့တာတွေ့ရပါတယ်။ပါကစ္စတန်ကအိန္ဒိယပိုင်းလေကြောင်းလမ်းတွေကိုပိတ်ပင်ထားပြီ အိန္ဒိယနဲ့ကုန်သွယ်မှုအားလုံးကိုလည်းရပ်ဆိုင်းထားတာတွေ့ရပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့ပြင်သစ်စာတင်ကြောင်းမှာဓာတ်ထုတ်မှုဖြစ်ပွားပြီးចောင်းသူတူတေဆုံးကចောင်းသား၃ဦးဒဏ်ရရှိရဲဆိုတဲ့သတင်းကိုဖော်ပြပေးလိုက်ပါတယ်ပြည်ထောင်ငံနောက်ပိုင်းနန်စ်မြို့ရှိဒိုထရဒန် D2 days ကိုပိုင်ကက်သလစ်ကျောင်းမှာဧပြီ24ရက်ကျသာဘရီနေ့ကចောင်းသားချင်းချင်းပြိပခဖြစ်ပွားရာကနေဓာတ်ထုတ်မှုဖြစ်ပွားခဲ့ပြီး ထထန်းကျောင်းသူတူတေဆုံးသွားတယ်လို့သိရပါတယ်။ရတဖွဲ့ကတေဆုံးသူရဲ့အသက်အရွယ်နဲ့ကြားမအတီးပြူထားခြင်းမရှိပေမဲ့ BFN TV ကတော့အသက်ခံရသူကမင်းကလေးတူဖြစ်ပြီးဒဏ်ရတဲ့ကျောင်းသား၃ဦးကယောက်ျားလေးတွေဖြစ်တယ်လို့ဆိုထားပါတယ်။ရတဖွဲ့ဝင်တွေရောက်ရှိမလာသေးခင်အသက်15နှစ်ရွယ်ရှိတိုက်ခိုက်သူကိုဆရာတွေကဝိုင်းဝန်းအင်အားသုံးဖမ်းချုပ်ခဲ့တဲ့ကြောင်းရတက်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောဆိုထားပါတယ်။ Front Info ပြင်သစ်ရုပ်သံလွှင့်ဌာနကတော့ ဓာတ်ထုတ်မှုမှာအကြောင်းသားချင်းချင်းပြိပက်ကဖြစ်ပွားခဲ့ပြီးတဲ့နောက်တိုက်ခိုက်သူကစိတ်ကြယောဂခံစားနေရကြောင်းလည်းဖော်ပြထားပါတယ်။တိုက်ခိုက်သူကအနဲ့ရောင်ဝစ်စုံမျက်လုံးသာဖော်ထားတဲ့ခေါင်းစွန်းနဲ့ဆိုင်ကယ်အုပ်ထုပ်ကိုစောင်းထားတယ်လို့ဒေတာရင်းသတင်းစာ Offerance ကရေးသားထားပါတယ်။တိုက်ခိုက်သူရဲ့ပစ္စည်းတွေဘေးမှာဒါနဲ့ကြောင်းချထားတာကိုလည်းတွေ့ရှိကြောင်းဆိုထားပါတယ်။တိုက်ခိုက်သူကလူအဖွဲ့စည်းကိုအစိုးမြင်ဘက်ကရေးဆွဲထားတဲ့ပကြီးကားချက်ကိုចောင်းသားအလုံးစီကိုအီးမေးလ်ပေးပို့ခဲ့ကြောင်း BFN ကဖော်ပြထားပါတယ်။ ရဲတပ်ဖွဲ့ကဒီအစီရင်ခံစာကိုချက်ချင်းအတိမပြုတ်နိုင်သေးပါဘူးတိုက်ခတ်မှုအပြီးမှာကျောင်းသားတွေကိုကျောင်းထဲမှာထိန်းသိမ်းထားပေမဲ့နေ့လယ်ပိုင်းမှာတော့ရဲတွေရဲ့အကာအကွယ်နဲ့ထွက်ခွာခွင့်ပြုခဲ့ပါတယ်ဒါစင်နဲ့ကြီးတဲ့မိဘတွေကကျောင်းပြင်မှာဆောင်ဆိုင်နေကြပါတယ်လို့ဆိုပါတယ်ပြည်내ပြည်ထရေးဝန်ကြီးဘရူနိုရတဲယိုကတော့ဓာတ်နဲ့တိုက်ခတ်ခဲ့သူကိုဝင်လုံးပြီးဖမ်းဆီးခဲ့တဲ့နန်းစွေမှာရှိတဲ့ចောင်းဆရာတွေကိုជីជူစကားပြောဆိုထားပါတယ်။ဒေသုံသူဟာចောင်းသူဖြစ်ចောင်း ရတဲယူကအတီးပြုခဲ့ပေမဲ့တိုက်ခိုက်မှုဖြစ်နိုင်ခြေရှိတဲ့အကြောင်းရင်းကိုဆွေးနွေးဖို့ညှင်းဆို့ခဲ့ပြီးနောက်ထပ်အသေးစိတ်ချက်လက်တွေကိုအစိုးရရှေ့နေရောကထုတ်ပြန်လိမ့်မယ်လို့ပြောဆိုထားပါတယ်။တရားခဏ်ကို လူသိရှင်ကြားမိမဖို့သေးသလို တိုက်ခိုက်မှုရဲ့နောက်ွယ်ကအကြောင်းရင်းကိုလည်းအာဏာပိုင်တွေကအတီးမပြုတ်သေးပါဘူးခင်ဗျာ။ဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်အေးဇတ်ပါ